အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအဖွင့်နေ့29ဆယ်လပိုင်း2025နေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တက်ပြပေးသွားပါမယ်ခင်ဗျာကျွန်တော်အဖွင့်နေ့29ရက်နေ့ဆန္ဒနိုင်တဲ့မိနစ်တွေပထမဆုံးကျွန်တော်တို့ထိပ်စီပိုင်းလေးကိုစပြီးတွေ့ပေးပါမယ်ခင်ဗျာเนาะပထမဆုံးထိပ်စီပိုင်းလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ထိပ်စီပိုင်းလေးကကျွန်တော်တို့ဒီအပေါ်เนาะထိပ်စီပိုင်းလေးကဒီအောက် နော်ဒီအောက်လေးလုံးနဲ့ကျွန်တော်ဒီပေါ်နှလုံးပေါင်းခြင်းအလုံးပေါင်း6လုံးပေါင်းခြင်းပေါ့နော်ကျွန်တော်ဒီ6အပေါ်နှလုံးပေါင်းခြင်းက6 10 16ဟုတ်ပြီနော်16 23 23နဲ့ပြောတော့22ပေါ့နော်32 32နဲ့ပေါင်းပါ9ဟုတ်နော်2ပေါင်းပါ9 ဒီမှာ3 6 10 19 23 23 32ဟုတ်ပြီနော်32နှစ်ကို2ရဲ့ပါဝါ9ဒီမှာကျွန်တော်တို့9ထိပ်စီထွက်သွားတယ်ခင်ဗျာဟုတ်နော်9ထိပ်စီတွေကျွန်တော်ထွက်သွားပါတယ်ကျွန်တော်နောက်တစ်ခုဆက်ကြည့်မယ်နော်နောက်တစ်ခုကလည်းအဲ့ဒီကျွန်တော်တို့အပေါ်အတိုင်းလေးပဲသွားမယ်ဆိုရင်ဒီကျွန်တော်တို့ဒီအဝါ၄လုံးပေါင်းချင်းဟုတ်နော်အဝါ၄လုံးပေါင်းချင်းရဲ့ ရ3ညရ3ညဟုတ်ပြီเนาะ9နဲ့9နဲ့ပေါင်းတက်ဆက်9နဲ့ပေါင်း14 24 24ဆိုတော့4ရဲ့ပါဝါက9เนาะ4ပါဝါ9ဆိုတော့ဒီမှာလဲ9ထိတ်ထွက်သွားတယ်ခင်ဗျဟုတ်ပြီเนาะ9ထိတ်ထွက်သွားတယ်အားကြောင့်မို့29ရက်နေ့အခွင့်နေ့အခွင့်နေ့ကျွန်တော်တို့7နိုင်10မိနစ်မှာထွက်နိုင်မယ်ခန်းတိုင်းကဖိတ်စည်းလေးရတော့เนาะကျွန်တော်ဒီ၄လုံးပေါင်းချင်းရဒီက၄ရဒီက6ရဒီ6လုံးပေါင်းချင်း 6နဲ့4နဲ့ပေါင်းခြင်းက10ဆယ်ဟုတ်ပြီเนาะ10ရပါတယ်ဒီမှာဆိုရင်10ဆိုရင်7ခွန်78 20နဲ့1ပေါ့21ဆိုတော့1ရဲ့ပါဝါက6ဟုတ်ပြီ1ပါဝါ6ဆိုတော့ကျွန်တော်တို့ဗာထိတ်စီရပါပြီလဲဆိုတော့6တလုံးထိတ်စီရသွားပြီခင်ဗျเนาะ6တလုံးကျွန်တော်တို့ထိတ်စီရသွားပါပြီခင်ဗျအခုကျွန်တော်အပိတ်ကနန်းလေးဆက်ပြမယ်12နိုင်10မိနစ်အတွက်အပိတ်ကနန်းလေးဆက်ကြည့်ပေးပါเนาะ12နိုင်10မိနစ်အပိတ်ကနန်းလေးอ่ะ ဲ့ကနန်းတွေ4ရက်8ရက်3ရက်ပေါင်းချင်းဒီ3လုံးပေါင်းချင်း85ပေါ့နော်85မှာ9ရက်နှက်ခတ်က300ရတယ်ခင်ဗျာ9ရက်နှက်ခတ်က3ဆိုတော့ဒီမှာကျွန်တော်တို့က9အပိတ်ကိုယူလိုက်တယ်85ထွက်သွားတယ်ခင်ဗျာနော်၄ရက်၈ရက်၃ရက်ပေါင်းချင်းက9နဲ့4နဲ့3နဲ့ပေါင်း9နဲ့10နဲ့ပေါင်းတော့15 5ရက်နှက်ခတ်က3ကျွန်တော်တို့5ကိုယူပါတယ်ဟုတ်ပြီเนาะအဲကြောင့်မို့85ဆိုပြီးထွက်တာလေခင်ဗျနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ် နောက်တစ်ခုကလည်းဒီဟာ1ရက်9ရက်3ရက်ရပေါင်းချင်းဒီ3လုံးပေါင်းချင်းက6ရက်လေ6ရက်နှက်ခတ်က9ဟုတ်ဒီ6ရက်နှက်ခတ်က9ဆိုတော့ဒီမှာကျွန်တော်တို့က9ကိုယူတယ်9ကိုထွက်သွားတယ်9ကိုပိတ်နေဟုတ်ပြီနော်9ပိတ်နေ9ကိုထွက်သွားပါတယ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်12နိုင်10မိနစ်မှာဖြစ်နိုင်ရရှိတဲ့ကဏ္ဍက1ရက်9ရက်ပေါင်းချင်းက6 6နဲ့6နဲ့ပေါင်းတော့12 2ရက်နှက်ခတ်က4 နော်နှစ်ရက်နှစ်ခတ်က၄ဆိုတော့ဒါမှကျွန်တော်တို့နှလုံးယူအောင်မယ်နော်နှစ်နဲ့၄နဲ့62ရက်64ရက်ဒါကတော့ကျွန်တော်တို့72နာရီတမိနစ်အတွက်အခွင့်နေမနက်ပိုင်းအတွက်ပေါ့ခင်ဗျာနော်အခွင့်နေမနက်ပိုင်းမှာနှစ်ခွက်ကျွန်တော်တို့ထိုးရမယ်62ရက်64ရက်ဒါပေမဲ့မနက်နဲ့ညနဲ့ထိုးပေးပါကြောင်းမြန်လေးနော်ဒါတနေ့ကုန်အတွက်ပြောထားတဲ့အတွက်ညကဏ္ဍနဲ့မနက်ထွက်သူမနက်ကဏ္ဍနဲ့ညနေထွက်တတ်ပါလေခင်ဗျာနော်ဒါကတော့ကျွန်တော်တို့62နဲ့64ရက် main ခွက်ပြေးထွက်ခဲ့ပါလေအခုကျွန်တော် ထပ်ပြမယ်ခဏကတော့ညနေကျွန်တော်တို့ညနေ၄နာရီခွဲပေါ့ခင်ဗျာเนาะညနေ၄နာရီခွဲကိုဆက်ကြည့်ပေးပါနော်ဒါညနေ၄နာရီခွဲကျလာမယ်ခင်ဗျာနော်ပထမဆုံးကျွန်တော်ထေစီထေစီကိုကျွန်တော်စကြည့်မယ်နော်ထေစီပိုင်းကိုစကြည့်မယ်ဆိုရင်ထေစီပိုင်းကကျွန်တော်ဒီ၅လုံးပေါင်းခြင်းဟမ်ဒီ၅လုံးပေါင်းခြင်းဟုတ်ပြီနော်ဒီ၅လုံးပေါင်းခြင်းက၉၄၉၄၃ပေါင်းခြင်းဟုတ်ပြီနော်၉နဲ့၄ 28 4နဲ့ပေါင်း22 26 29 29ဆိုတော့9ရဲ့နှက်ခတ်က6ဒီမှာကျွန်တော်ဗာထွက်သွားပြီလေ6ထိပ်စီထွက်သွားပြီခင်ဗျဟုတ်ပြီနော်ဒီ9လုံးပေါင်းချင်းကျွန်တော်ပြန်ပေါင်းပြပါမယ်9 9 9နဲ့လီ68 22 26 29 9ရဲ့နှက်ခတ်က6 6ထိပ်စီဟုတ်ပြီနော်ဒါကညနေပိုင်းအတွက်ထိပ်စီကိုပြတာပါခင်ဗျနောက်တစ်ခုကလည်းဒီ9လုံးပေါင်းခြင်းဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်း ဒီငါလုံးပေါင်းချင်းက10 24ရဲ့နှက်ခတ်ကကျွန်တော်နှစ်ရတယ်ဒီမှာလည်းကျွန်တော်နှစ်ထိပ်စီထွက်တာလေဟုတ်ပြီနော်ဒါကြောင့်မို့ကျွန်တော်29ရက်နေ့ညနေမှာထိပ်စီရဒီငါလုံးပေါင်းချင်းပေါ့နော်ကျွန်တော်ဒီငါလုံးယူလိုက်မယ်ဒီငါလုံးပေါင်းချင်းက8 10 17 18 18ဆိုတော့9ရက်နဲ့ခက်က3ညဒါကြောင့်မို့ထိပ်စီးကကျွန်တော်ဗာရသွားပြီလေညနေပိုင်းထိပ်စီးက3ည3ညတစ်လုံးရသွားပြီဟုတ်ပြီနော်အခုကျွန်တော်အပိတ်ကိုဆက်ပြမယ်ခင်ဗျ เนาะအပိတ်ကိုကြည့်မယ်ဆိုအပိတ်ကနှစ်အပိတ်ကနှစ်ဆိုတော့ကျော်တော့အဲ့ဒီပေါင်းရနဲ့ပေါင်းခုနှစ်ဟုတ်ပြီဒီမှာဒီ3နဲ့ဒီ4နဲ့ပေါင်းချင်းเนาะ3နဲ့4နဲ့ပေါင်းတော့ခုနှစ်ခုနှစ်ရဲ့ပါဝါကနှစ်ဒီမှာနှစ်အပိတ်ထွက်သွားပြီခင်ဗျ3 4ပေါင်းချင်းကခုနှစ်ခုနှစ်ရဲ့ပါဝါနှစ်နှစ်အပိတ်ထွက်တာလေနောက်တစ်ခုလည်းဒီမှာ3ညနဲ့9နဲ့ပေါင်းချင်း900လေ900ရဲ့ပါဝါ3ညဒီမှာလေကျွန်တော်တို့3ညထွက်တာတယ်ခင်ဗျနှစ်3ညเนาะ နှစ်သုံးညထွက်လာတယ်။ဒါကြောင့်မို့ကျွန်တော်တို့29ရက်နေ့ညနေ4နာရီခွဲမှာကျွန်တော်ဒီနှလုံးပေါင်းခြင်းက6 6ရက်ပါဝါက1เนาะ6ပါဝါ1ဆိုတော့ကျွန်တော်ဗာထွက်သွားပြီလေ။သုံးညနဲ့သုံးည1ဒါကเนาะနေကုန်ထိုးရမယ်ကျွန်တော်တို့နေကုန်ထိုးရမယ် main ွက်3ွက်ပေါ့62 2 64 3 1က main ွက်ပဲခင်ဗျ။ဒီမှာကနန်းလိုချင်တဲ့လူ3ည9 9ရှင်း5ရှင်း6 9 0653 6539လက်တောင်းမှာ Viber နံပါတ်မှာလက်တောင်းမှာခင်ဗျနော်ကျွန်တော်ကိုဖုန်းဆက်ပါနဲ့ဖုန်းဆက်လက်ကင်လို့မရပါဘူးခင်ဗျနော်ဒါကြောင့်ဒီမှာလက်တောင်းပေးလို့ရပါတယ်ကြိုက်တဲ့ကနေလက်တောင်းမှာဒီမှာဆိုရင်ကျွန်တော်အရန်ွက်လေးပေးမယ်နော်ဟုတ်ပြီနော်အရန်ွက်လေးဆိုရင်တစ်ပါဝါ6တရက်နှက်ခတ်က8နှစ်နှက်ခတ်က4နှစ်ရက်ပါဝါ9ဟုတ်ပြီနော်ဒါအရန်ထိုးခြင်းတဲ့လူ9နှစ်နှက်ခတ်က3ကြာ9ရက်ပါဝါ2 6နှစ်နှက်ခတ်က6ဖြစ်မယ်ဒါကြောင့်မို့ကျွန်တော်အရန်ွက်ပါဖြစ်မယ်1 1 4 1 9 ဟုတ်ပြီနော်6264က main ကွက်7214စစ်ခွန်အရန်ကွက်ဖြစ်မယ်ဟုတ်ပြီနော်ညနေပိုင်းမှာကျွန်တော်ကြည့်မယ်ဆိုခွန်6ခွန်7ခွန်9 391က main ကွက်နော်396 399ကအရန်ကွက်2612 2ကအရန်ကွက်နော်အားလုံးဒီမှာဆိုရင်ကျွန်တော်မနက်မနက်ပိုင်းထိတ်နဲ့ညနေပိတ်ဆိုတော့61ထိုးလို့ရမယ်ခင်ဗျာနော်61ညနေထိတ်က3ည3ဆိုတော့3ည2 3ည4လဲထိုးလို့ရပါတယ်ဒါကတော့ကျွန်တော်ရေးပြလိုက်တဲ့အရန်ကွက်တဲ့ main ကွက် main ကွက်ကတော့ဒီ3ကွက်ပေါ့ခင်ဗျာ ဟုတ်ပြီနော်မိန်ခွက်ကတော့ဒီသုံးခွက်အရန်ခွက်ကတော့ဒါလည်းအရန်ခွက်ပေါ့ခင်ဗျာနော်ဒီအရန်ခွက်ရန်ခွက်လေးထုတ်ပြီးခါကြက်လက်ဒီကောင်ကဒဲထွက်တက်တယ်ခင်ဗျာ63သုံးကြ2သုံးကြ400ဟုတ်ပြီနော်အားလုံးပဲကျွန်တော်တို့89ရက်နေ့မနက်7:00နာရီ10မိနစ်ကောညနေ4:00နာရီခွဲကောအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ